သက်3ပါဝိုင်းရဲ့နံပါတ်2အဲ့ဒီဘယ်ဝိုင်းနဲ့တူတူပဲအဲ့တော့ရှားဘလို့သိရမယ်ဥပါအောင်ရှားခန်းတာလဲနံပါတ်2မှာ question of the line line ရဲ့ question ရှားခန်းနဲ့အဲ့ဒီမှာရှားတော့ဘလို့သိရမယ် line question ရှားခန်းစီမှာဒီ line ကဘာဖြစ်လဲဘယ်မှောက်ဖြစ်လဲ2ကောမ3ကောမ minus 4ဖြတ်တယ်ပြီးတော့ဘယ်ပေါ်ဒါမှကြမယ်အဲ့တော့ဆိုရင်အဲ့ဒီ line ရဲ့ equation လို့ရှင်ဘလို့ရမယ် အဲ့ဆိုရင်ဘယ်လဲဟိုပေါ်ဒေါမကြရဲပြီးတော့ဒီအမောက်ကိုဖျက်ကျင်သူရဲ့ equation ကဘယ်လိုရအောင်ဘယ်ဟာကိန်းဘယ်ဟာဖျက်မှတ်ယူရမလဲအဲ့ဆိုရင်ဖျက်မှတ်ကိုယူရတော့သူ equation ဘယ်လိုရအောင် h equal to number 8တော့ဆိုရင်ဒီ line equation ကိုပါရမယ် h equal to 2 y y equal to 3ပြီးတော့မှသူဆရာတော့ coordinate phone နဲ့ပြောလို့ဆိုဘလောက်ကောမှာဘလောက်ပြည့်မလဲ2 comma 3 comma z z ကဖြစ်စင်အောင်ပြလို့ရတယ်ဒါက line equation ကိုနှမျိုးပေါ်ပြလေးရတယ်။နောက်မေကိုတကူထပ်မေးတယ်အဲ့ဒီ line နဲ့ plane ရဲ့ဘာအောင်မေးလဲ။စုံမှတ်စုံမှတ်ဆိုရင်ကျောင်းအဲ့ဒီ plane equation က z = 0မလို့ခဏပြောတယ်2 3 z နေရာမှာ z နေရာမှာဘယ်တော့ပြောရမလဲ။0ပြောရရင်ဒါသူ့ရဲ့စုံမှတ်ကိုရပြီ။နံပါတ်2 a ဆိုရင် plane ပေါ်ဒေါမဲကြာမဲ line equation ပြီးတော့ဒီအမှောက်ကိုဖြောက်ရအောင်ဒါဆိုသူ equation ဘယ်လိုရမလဲ y = 3 z equal to negative 4 coordinate form ပုံစံဆိုပါရမယ် x ကဖြစ်ကြံဖြစ်လို့ရတယ် x comma 2 3 comma negative 4ဒါကသူ့ရဲ့ line equation စုံမှတ်ကိုလိုချင်အဲ့ဒီ x မှာဘာဖြစ်အောင်မယ်နံပါတ်4အဲ့ညာမှာ0ဖြစ်အောင်မယ်နော်နံပါတ်4က z plane ပေါ့ဒါမှကြတဲ့ line equation ပြီးတော့အဲ့ဒီ line ကဒီအမှတ်ကိုဖြတ်မယ်ဆိုရင်ဘယ်လိုရမှာသူ့ equation က z equal to negative 4 negative 4 x square to 2 coordinate for နဲ့ပြော2 comma y comma negative 4 line နဲ့ play ရင်ဆိုမဟုတ်ဆို y နေရာမှာဘာဖြစ်ရမလဲ0ဖြစ်အောင်ဒါပဲเนาะဆောက်တာ x square y နဲ့ပုံစံနဲ့ပဲအဲ့တော့ solution ရေးတဲ့အခါမှာရှိတယ်ဆိုပေမဲ့မေးခွန်းမပြန်ကောင်းအောင်ဗေယားဆိုင်ပြန်ကောင်းအောင်မယ် number 8ဆိုရင်ဒီကနေပြန်ကပြောကြည့်ပါဘယ်လိုပြောမလဲ the equation of the line through the point 2 comma 3 comma negative 4 and perpendicular to xy plane is your x equal to 2 y equal to 3 coordinate form เนี่ย2 comma 3 comma z နောက်ကွာ line နဲ့ plane ဆောမဆို z เนี่ยအောင်ဘာဖြစ်အောင်မယ်ဒီကမဲ့မေးခွန်းပြကားပါ the point of intersection of the line and plane is a sorry two comma three comma zero number be the in the equation the equation of the line through the point two comma three comma negative four and perpendicular to y-intercept is y equal to three z equal to ]yes negative four coordinate from your a comma three comma negative four p2 is so like, the point the section of the line of length is 2 comma ရမယ်နော် okay အဲ့တော့ရေးကြည့်ပြပါ question number 1မှာကျတော့ဘာရှာခိုင်းတာလဲဘာ equation ရှာခိုင်းလဲဘာ equation play equation ကိုရှာခိုင်းတာအဲ့တော့ play equation ရှာရစီမှာဒီမှာလဲရှာ3မျိုးရှိတာပါနော်ဘာနဲ့ပြိုင်နဲ့ play အဲ့ဆိုရင် play နဲ့ပြိုင်နဲ့ play equation ရှာခိုင်းတယ် ဝိုင်ဇက်ပလိန်နဲ့ပြိုင်တဲ့ပလိန်ကိုရှင်ရှာကန်တယ်ဇိုက်ပလိန်နဲ့ပြိုင်တဲ့ပလိန်ကိုရှင်ရှာကန်တယ်ရှာကန်တဲ့ပလိန်မှာဒီအမှတ်1 negative 2 3ဆိုတဲ့အမှတ်ပါဖြစ်နေရမယ်ပါမယ်ပါဝင်နေဆိုတာဖြတ်တာနဲ့အတူတူပဲပေါ့နော်အဲ့တော့ရှားဘယ်လိုလုပ်မလဲရှားဘယ်လိုသိတာလဲ why x y plane equation ဟာဘာ equal to လဲဘာ equal to 0လဲ z equal to 0လေ2နဲ့ပြိုင်တဲ့ plane equation ဆိုရင် ဲ့ equal to c c ဆိုတာအဲ့ဒီလိုချင်တဲ့ plane ပေါ်မှာရှိတဲ့အမှတ်ဒီမှာပေးထားပေးတာဘယ်လောက်ကောင်ဘယ်လောက်ပေးထားလဲ1 comma negative 2 comma 3ဒါဆိုဇဲ့ equal to ဘယ်လောက်လဲ3ပေါ့ဒါပဲเนาะ y z plane equation က a is equal to 0သူနဲ့ပြိုင်တဲ့ plane equation ဆိုရင် a is equal to a ဒီမှာပါဝင်တဲ့အမှတ်ပေးထားဆိုတော့ a is equal to ဘယ်လောက်လဲဇဲ့ plane equation က y equal to 0သူနဲ့ပြန်တဲ့ပလရင် equation က y equal to b ဒီမှာပါဝင်နေမှဘလောက်ပြီးတာလဲ negative 2ဆိုတော့ y equal to negative 2ပါအဲ့ဒါကိုဆရာတို့ကစာနဲ့ရေးပြအောင်ပဲတဘောလောက်ဆရာတို့အရင်ပြောကြည့်အောင်မေကွန်ပြန်ကောက် the equation the equation of the plane containing the point 1, negative 2, 3 and parallel to xy plane is z equal to သူပြည့်ရရအောင်လေ z equal to ဘလောက်လဲ 3ဒါပဲရမယ်လေဇိုက်ကူ3ရမယ်နော်အဲ့ဒါပဲရမယ်နော်ကျန်ရတဲ့ရေးတတ်မယ်နော်နံပါတ်ပြီးတော့ဆိုရင် x ကူ3 a ဖြစ်မယ်နံပါတ်ရှိတော့ဆိုရင် y ကူ2 negative 2ဖြစ်ပါပါနော်ရမယ်နော်အဲ့ဒါဒီမှာသူ့ဖြစ်မှာပဲနော်ဇာကနာပြောဆိုလိုပဲနံပါတ်ပြီးတော့ဆိုရင် x ကူ1ဖြစ်အောင်မယ်နံပါတ်ရှိတော့ဆိုရင် y ကူ2 negative 2ပါနော်ပြီးရင်ဆရာနောက်တစ်ပိုင်းအခုဆရာတော်ကဒါဘာလို့ပြောခဲ့ပွားလဲဆိုရင် plan equation တွေ ီးတော့ plane နဲ့ပြိုင်တဲ့ plane equation တွေပြီးရင် plane ပေါ်မှာဒေါမကြတဲ့ line ရဲ့ equation တွေပြောခဲ့ပြီးပြီအခုကဆရာတော်ကအဲ့ဒီ space ဆိုတဲ့ဒီဟင်းလင်းပြေးမှာရှိတဲ့အမှန်တကွကြာအကွာဝေးဆရာတို့ရှာပါပါနော်အဲ့တော့ဆရာတို့ဘာရင်သိရမှာဆိုရင်ပရမလည်းဆရာတို့ပြောခဲ့တယ်လေအဲ့ဒီဈေးမှာရှိတဲ့အမှတ်ဆိုရင်ဘာတန်ဖိုးရှိလဲအဲ့ဒီဈေးမှာဆိုရင်သူရဲ့ပွားရဲ့ပေါ်ပြခြင်းဘာတန်ဖိုးရှိလဲအဲ့ဒီတန်ဖိုးပဲရှိရယ်ကျန်တာဘာဖြစ်လဲ 0ဒါကြောင့်မို့ coordinate နဲ့ပြောရင် x, 0, လို့ပြောခဲ့တယ်ဒါဆိုဒီအမှတ်ကပဲ x မှာရှိတာလေအဲ့ x မှာရှိတယ်အဲအဲ့တော့ equation ပုံစံရေးရင်ပါ0 y 0 z 0ဒီမှာတွေ့တယ်နော် equation အဲ့ x ဆိုဘယ်လိုရလဲ y 0 z 0 y အစ်မရှိတဲ့အမှတ်ဆိုရင်ဘာတန်ဖိုးပဲရှိတယ် y တန်ဖိုးပဲရှိတယ်ကြံတဲ့ x နဲ့ z က0 ါကြောင့်မို့သူ့ coordinate for နည်းပြောရင် 0, y, 0 equation ပုံစံရင်းဘာ equal to 0 a equal to 0 z equal to 0အဲ့လိုရေးတိုင်းအဲ့ဒါကဘာ equation y a z ရဲ့ equation နောက်တစ်ခု z a z ပုံမှာရှိရမှာဆိုရင်ဘာတန်ဖို့ပဲရှိလဲ z တန်ဖို့ပဲရှိတယ်ကျန်တာ0ဒါကြောင့်မို့0 0ဆိုရင်ဒါဘယ် a z ပုံမှာရှိလဲ အဲ့တော့ဗာ equation form နဲ့ရေးလို့ရှိရင်ဗာ0 ax 0 y 0လို့ဒီလို equation တစ်ခုပုံစံရေးလိုက်အဲ့ဒါဗာ equation z ax ရဲ့ equation လို့ကျွန်တော်မှတ်ရမယ်လို့ဒါကိုပြန်ပြီးပြောရတာပါနော်ပြီးတော့ဆရာတော်အခုဆက်ရှာမှာကအမှတ်နံပါတ်ကြာကအကွာဝေးကိုရှာမှာအဲ့တော့အရင်တော့ဆရာတို့ plain မှာတော့လည်းရှာခဲ့ပြီးသားပဲအမှတ်နံပါတ်ကြာ အကွာဝေးလို့ကျင်ဘယ်လိုလုပ်ရလဲ root in နှစ်သက်တင်နှုတ်လို့ပြောခဲ့တယ်လေ ဘာလို့ရလဲအမှန်တမ်းကြောက်ပါပဲလို့ကျင် square root ကဘာလဲ h2 minus h1 those square plus y2 minus y1 those square ဒါအောင်ရှားသင်ခဲ့ပြီသားဒါဘာဖြစ်လဲအမှန်တကူကြားမှာရှိတဲ့ distance အကွာဝေးကိုရှားခြင်းရင်တွေ့ရတဲ့ပုံစံนี้အခုကဆရာတို့ဒါ plane တော့ပြောတာအခုက space အလွယ်ပြော space ဆိုဘာပို့ရမလဲဟဲလင်းမြို့မဆိုဘာပို့ဘာဘာတက်မို့ပို့လာ h ရဲ့ y ရဲ့ဘာပို့လာအောင်မလဲ ဇက်ပို့လာပါဗောအနားမှာတနီပြောတာဘာဇက်ပို့လာ plus z2 minus z1 the whole square ဇက်ပို့လာဒါပဲအမှန်ပါတော့နော်ပုံစံဒီကတော့အဲ့ဒါပဲအဲအဲ့ဒါကသူကရှင်းပြတာဗောနော်အရင်ဆုံးဆရာတော့ပီကဒါကိုဘာတော့ကိုယူစားလိုက်ရယ်ပီကဘလောက်ကောမှာဘလောက်ယူစားလဲ x1 ကောမှာ y1 ကောမှာ z1 ဗောနော်အပီးဆရာတော့ a အဲ့တော့ငုကဆရာတော့ဒါတရန်နဲ့ပဲလေသဘောကဒါ ဖာရစင်နဲ့ရေပညာတိုင်းပဲသွားနေတာအဲ့တော့ဆရာတို့ဘာတန်ဖို့မပြအောင်လဲဆိုရင်သူရဲ့အာတနည်းပြောရင်ဒီ equation ကဘာ equation လို့ပြောလို့ရသေးရင် y စင်းနဲ့ဒါပြရတယ်နော်ဒါ y စင်းနဲ့ပြရတဲ့ equation ပေါ့နော်အဲ့တော့ y စင်းမဆိုဆရာတို့က h နဲ့ z တန်ဖို့ကမပြအောင် y စင်းနဲ့ y စင်း equation ဆိုဘာမပြအောင်လဲ h နဲ့ z တန်ဖို့မပြအောင်ဒါကြောင့်မဆရာတို့တလားဒီမှာ x1 y1 z1 ဒီမှာလည်းပါပဲလေ x1 z1 ပဲ y ကတော့ပြအောင် နော်အဲ့ဆက်ဆက်ပြောင်းလာမပြောင်း yz ရဲ့ equation လို့ပြောလို့ရတာ yz ရဲ့ equation မဖြစ် yz နဲ့ပြိုင်တဲ့ equation ဆိုဘာမပြောင်းလဲအဲ့နဲ့ z မပြောင်းဒါကြောင့်မို့ p မှာက x1 ပါမယ် z1 ဆိုရင်အခုဆရာ a ကဘာဖြစ်မယ် x1 y2 z1 y ကတော့ဘာဖြစ်ပါမယ်ပြောင်းအောင်တရုံးကူကြာအကောက်ဝေးလို့ခြင်းလဲရှားတိရမှာအမှန်တကူကြာကအကောက်ဝေးလို့ခြင်းပုံစံနည်းရှိပြီသား အဲ့ဒီပြောင်းလဲတဲ့အမှန်တကူကိုနှုတ်ပြီးတော့ modular တဲ့ထည့်ပြီးရှားတာပေါ့နော် absolute value လဲခေါ်တော့ပေါ့နော် absolute value အဘာကိုရှားလိုက်ပြောင်းလဲတဲ့တံပိုးနှုတ်လိုက်ပြောင်းလဲတဲ့ဘယ်သူပြောင်းလဲ y ပြောင်းတယ်အာနှုတ်တဲ့စီမှာလဲဆရာကြိုက်တာကိုရှေ့ခါနှုတ်လိုက်ရဆရာအခုဒီမှာ y2 minus နဲ့ y1 လို့ရေးတယ်အကဲအလိုမရေးချင်ဘူး y1 minus နဲ့ y2 လို့ရေးလဲရတယ်ဖြည့်တူတူပဲထွက်ဒါတော့ကိုကြားစလို့လောက်ဝင်ရှိတယ်အဲ့တော့ဒေးစမ်းလို့ချင်းပြောင်းလဲတဲ့အမှတ်ကိုပြောင်းလဲတဲ့ coordinate ဘာလို့လဲနှုတ်ပြီးတော့ absolute value ရှာလိုက်နောက်တစ်ခါ b b ဆိုတဲ့အမှတ်ကကြတော့သတိပြသူကဘယ် asin နဲ့ပြန်လဲဆိုရယ်ဒီလိုဆိုတာဒီလိုသွားတာเนาะဒါဘယ် asin နဲ့ပြန်လဲ a asin နဲ့ပြန် a asin ရဲ့ equation ဆိုဘာမပြောင်းလဲဆိုရင် y နဲ့ z မပြောင်းဒါ a asin ပုံမှာရှိလို့ y နဲ့ z 0ပြန်တဲ့ပြန်တဲ့ equation ဆို y နဲ့ z မပြောင်းဆိုတော့ဒီမှာပါယူရလဲ y 2 z 1ဒါဆိုဒီမှာလည်းပါပဲလဲ y 2 z 1ပဲ y 2 z y နဲ့ z ပြောင်းလို့ရလား မရဘူးဘာတော့ပြောင်းအောင်အိတ်ဆော့ပြောင်းအောင်ဒါကြောင့်ဒီမှာအိတ်ဆော့ဒီကောင်ကပြောင်းအောင်မယ်အိတ်ဆူဟုတ်ပြီသူတို့ကြာအကောဝေးလို့ခြင်းနဲ့ဘယ်ဟာပဲဆရာနှုတ်ပြောင်းလဲတဲ့တံပိုးနှုတ်ပြီဒါဆိုပါရမယ် absolute value of h2 h1 လို့ကြောက်ပြရနော်ဟုတ်ပြီဒါဆိုအမှတ်တွေဘယ်လိုဖြစ်လာဆိုအရင်တစ်ခုချင်းသိကြပြန်ပြရမယ်ကျူဆိုတဲ့အမှတ်2 view ဆက်လိုက်ပဲအစင်းနဲ့ပြရင်ဒိတ်စင်းနဲ့ပြရင်နော် ဇိုက်စိအကူရှင်ကဘာမပြောင်းလဲ h နဲ့ y မပြောင်းဒါကြောင့်မို့ဆရာဒီမှာကြည့်လိုက်ဒီမှာတော့ x 2 y 2ဒါဆိုရင်ကျူလဲပါပဲဖြစ်မှာလေ x 2 y 2ပဲ x 2 y ပြောင်းလို့မရအောင်ဘာတော့ပြောင်းမလဲဇက်ပြောင်းတယ်ဒါကြောင့်ဒီမှာ x 1ဆိုဒီမှာဘာပြောင်းရမလဲ x 2သူ့ကြာအကော်ဝေးလို့ခြင်းဘာအောင်နှုတ်ပြရမလဲပြောင်းလဲတဲ့ cos နဲ့ကိုနှုတ်ပြီးတော့ absolute value လဲတဲ့ဒါဆိုဘာရမလဲ absolute value of z2 z1 ဆိုပြီးကြောက်ရအောင်နော်ဒါတစ်ခုချင်းဒီကနေစပြီး အမှတ်ဒီဘလို့ဖြစ်လာလဲဆိုတာဆရာပြောပြတာနော်ဟုတ်ပြီအဲ့တော့ဆရာတို့ခုရှာမှာအမှတ်နံပါတ်ကြားကွာဝေးရှာပထမ right triangle PAB ဘယ် right triangle လဲ PAB ဆို right triangle ဒီနေရာလေးဒါတော့တကယ်တမ်းအပေါ်ကကြည့်ရင်ဒါ down man 3 gain နေဖြစ်နေမှာနော်ဆရာတို့ကဒါ three dimension ဆိုရင်ဒါဟိုတကယ်အဟိုလုံးဝအမှန်ကိုကိုမမြင်ရအောင်လို့ကိုကစိတ်ကူပုံပေါ်ပြီးတော့ပြန်ကြည့်အောင်ဒါတော့ဒီလိုအပေါ်ကကြည့်ရင်သိကြတာကဒါ down man 3 gain နော် ဲ့လိုကွာကျူပြီးဟိုတွေးထားမှာပေါ့နော်အဲ့တော့ဆရာကြီးမှာဘာရင်ရှားလာတယ် PV ရှားလာတယ် PV ဘာနာပြတ်မှာဒီညာလေးဘာဖြစ်လဲဓမ္မန်နော် PV ဘာနာဓမ္မန်ကန်နာအဲ့တော့ဓမ္မန်ကန်နာနဲ့ဆက်ကကျန်နာနဲ့ဆက်ပေါင်းခြင်းနဲ့ညီတာမို့လို့ဘာ square plus ဘာ AB square plus AB square အမှအစားသွင်းမယ်ဒါမသွင်းသေးဘူးဆရာတခုပေါ့နော်ဒါဘာတမှုဆရာရှားလိုက်ပြီလို့ဆိုတော့ pb square ရှားလိုက်ပြီเนาะနောက်တတိကံတခုပါလဲ PBQ PBQ ဆိုဘာမှမဒီမှာ P BQ อ่ะဒီကောင်ဆက်လိုက်သူလဲတောင်းပန်သတိကံတော့အဲ့တော့ဒါဆိုလဲဆရာတို့ဘာတီရမှာတော့မှာလဲပါတာကိုရက်တီရမှာတော့အပြာလုံးချေတာဘယ်သူကတောင်းမှန်ဒီညတောင်းမှန်တောင်းမှန်ကနာဘူးလဲ PQ အဲ့တော့ဘာရမှာပြော PQ square equal to PB square plus BQ square အဲအဲ့တော့ဈာတိမှာဘာတီရလဲ PB square ကဘာနဲ့ညီလဲ ဒီမှာလေ ab square plus p square လည်းမညီလား pg square ပါ pg square ပဲအဲ့မှာဆရာတို့ ab တန်ဖိုးသိလားမသိဘူးလားဒီမှာလေ ab က modulus of h2 minus h1 เนาะအဲ့တော့ဆရာဘယ်နဲ့သတ်တင်မယ်နှစ်သတ်တင်မယ် pa ကဘယ်လောက်လဲ pa ဘယ်လောက်လဲ modulus of ဘာ2 minus ပေါ့ဗျသူ့နှစ်သတ်တင်မယ် bq ဘယ်လောက်လဲ modulus of z2 minus z ပါအဲ့တော့နှစ်သတ်တင်လို့ရှိရင် modulus ကိုထည့်ရစရာမလိုတော့ဘူး ဘာလို့နှစ်သက်တင်လည်းအပေါင်းမရမလဲမော်ဂျီလောက်ဆိုင်လည်း absolute value ဆိုင်လည်းအပေါင်းမရဘူးဆိုတော့ကျွန်တော် absolute value ဖြစ်တဲ့သုံးကြောင်နဲ့ကြောင်အလွယ်ပြောရင်သုံးကြောင်နဲ့ကြောင်ဖြောက်ခဲ့လာလို့ရဒါဆရာလို့ကျင်တဲ့ပုံစံကြီးရပြီလားဒါဘာပဲရသေးတာလဲ p2 square ပဲရသေးတယ်ဆရာလို့ကျင်တာပါလေ p2 ပဲလို့ကျင်တာဒါ square ဟုတ်တာဘာဖြစ်ပြီလဲ square လို့ဖြစ်ပြီအဲ့ဒီကမှဆရာလို့ကျင်တဲ့နောက်ဆုံးပုံစံကြီးရရပြီနော်သတိစက်ပြီးတဲ့ pn2 p နဲ့ကျူဆိုတဲ့အမှတ်ကြာအကွာဝေးလို့ကျင် ပုံစံကြီးရပါရမယ် square root of x2 minus x1 whole square plus y2 minus y1 whole square plus z2 minus z1 whole square ဒါတော့သူရဲ့ formula ဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုတော့ကြာအသေးသေးပြန်ပြောပြအဓိကသိရမှာဒီပုံစံလေးပေါ့နော် space မှာအမှန်တကူကြာကအကွာဝေးကိုရှာခြင်း root in နှစ်သက်တင်ပေါင်းပေါ့နော်အလွယ်မိုက်တော့ဘယ်လိုမှမယ် root in နှစ်သက်တင်ပေါင်းနှစ်သက်တင်တဲ့စီမှာဆရာ h ဂျင်းတော့မယ် y ဂျင်းတော့မယ် z ဂျင်းတော့မယ်အဲ့ဒီမှာကြိုက်သလိုဖြစ်ခွင့်ရှိတယ်နော် တဘော x1 မိုင်းနဲ့ x2 လို့ရေးလိုက်ရတယ် x2 မိုင်းနဲ့ x1 ရေးလိုက်ရတယ်ဒါပေမဲ့ဆရာတော်ကပုံပုံနဲ့ဒါပေမဲ့သွားလိုက်ပါဘောနော်ဘာကြောင့်အဲ့လိုရေးလိုက်ရတယ်လို့ဆရာပြောလဲဆိုတော့ဥမာထားလေ2မိုင်းနဲ့1 2 square ဆိုလဲဆရာတော်ဘယ်လောက်ပဲရအောင်1 square ဆို1မရလား1မိုင်းနဲ့2 sorry 1မိုင်းနဲ့2 2 square ဆိုရင်လည်းဘာပဲရအောင် minus 1 2 square ဆိုဘယ်လောက်ပဲရအောင်1မရပါဘူးအဖြစ်ကတူတူပဲလေဒါကြောင့်မို့ဆရာတော်ဒီနှောက်တာကဘသူ့ကိုပဲဖြစ်အရှိသာပြီးနှောက်ရင်တော့ အပြေပြောင်းလဲမှုတော့ရှိမှာမဟုတ်ဘူး။ဒါပေမဲ့ပုံနဲ့ဒါပဲဆရာတို့မှတ်လိုက်ပါဦးနော်။ဒါ x1 နဲ့ x1 y2 ဘာနဲ့ပါပဲ z2 နဲ့ z1 เนาะအစားရှိပြီပေါ့။ဒါကြောင့်မို့ဆရာဘယ်လိုမှတ်မလဲ။စပိတ်မှာအမှန်တကူဂျာမရှိတဲ့ line ရဲ့ distance အကောက်ဝေးလို့ချင်းပုံစံမျိုးဘယ်လိုမှတ်လဲ။ root in နှစ်ထပ်တင်ပါလို့ပဲမှတ်လိုက်ဟုတ်လား။